သူများတွေ YouTube channel ဖွင့်ပြီးတော့ဒေါ်လာတွေ300အထက်အဲတချို့တွေဆိုလို့ရှိရင်လည်းထောင်ငန်းအထိကိုမွန်နီတိုင်းရီးရှင်းကနေငွေဝင်နေကြရပေါ့နော်အဲဒါအောင်မြင်တွေ့ပါများပြီးတော့ကိုယ်တိုင်လည်းအဲ့လိုဝင်ငွေရှာခြင်းနဲ့ဘယ်လိုလုပ်ရမလဲမသိဘူးဆိုလို့ရှိရင်တော့အခုဗီဒီယိုအဆုံးထိကြည့်သွားလိုက်ပါမြန်မာနိုင်ငံမှာလူကြည့်များပြီးတော့မွန်နီတိုင်းရီးရှင်းပွင့်တာမြန်တဲ့ creator တွေအပြိုင်ဆိုင်ကျင်းကြီးကြတဲ့ဒီ channel တွေကတော့နံပါတ်1 movie recap channel ဒါတော့ရုပ်ရှင်ဇာတ်လမ်းတစ်ခုလိုကိုနိုင်ဝဲလောင်းနဲ့ခက်မြန်မြန်ဇာတ်လမ်းပြဆက်ပေးတာမျိုးပါအမြန်မာနိုင်ငံမှာတော့အတော်လူကြည့်များတဲ့ channel မျိုးစားပါကျွန်တော်တရားသလောက်တော့ anime cartoon တွေကပိုအများဆုံးဖြစ်လာမှုပေါ့နော်အဲနောက်တော့အိန္ဒိယကားတွေတို့ကိုရီးယားကားအရှင်ကားတွေကြည့်ဆက်မှုများကြပါတယ်အခု channel တွေကတော့ YouTube မှာအတွေ့ရအများဆုံးပေါ့နော်ဒီမှာဆိုလို့ရှိရင် view တွေကအတော်များပါတယ်ဒီမှာဆိုလို့ရှိရင် 1million view ဆိုတော့ဒါအတော် share ကျမ်းတာပေါ့နော် နောက်တစ်ခုကတော့ဘာသာပြန်ဇာတ်လမ်း channel တွေပါ။အဲတချို့ကတော့ဒါရိုက်ဘာသာပြန်တယ်။တချို့ကတော့ဇာတ်လမ်းပြန်ဆင်ပြီးတော့တင်ဆက်ကြပါတယ်။ cartoon နဲ့ animation ဇာတ်လမ်းတွေကိုတော့အကြည့်များကြပါတယ်။ဒီ cartoon channel ဆိုလို့ရှိရင် subscriber တွေမဲ့တန်းချီပါတယ်။ view တွေဆိုလို့ရှိရင်လည်းအတော်မြင့်ချက်ပါပဲ။အဲဒီ channel ကတော့ထိုင်းဇာတ်လမ်းတွေကိုတင်ဆက်တာဆိုလို့ရှိရင်လည်း view တွေအတော်ကောင်းတယ်ဗောနော်။ မူမူကတ်ကောဘာသာပြန် channel ရောကတနာရီညီပါဗီဒီယိုရေဆိုပေမဲ့လူစိတ်ဝင်စားမှုများပြီးတော့အတော်ပေါက်ပါတယ် viewer ချိုးဆိုလို့ရှိရင်ခလေးနဲ့လူကြီးအားမျှချီလို့ရှိနိုင်ပါတယ်နောက် channel တစ်မျိုးကတော့ game stream နောက်ခံစကားပြော channel ပါလေးကြည့်များဆုံးအားလုံးတည်ပြီးသားဖြစ်မှာပါကိုကြီးစမတ် channel ပေါ့နော်အဲ subscriber ဆိုလို့ရှိရင်ဒီမှာတန်းနဲ့ချီပြီးတော့ရှိရဲ view တွေဆိုလို့ရှိရင်လည်းတင်းချီတန်းချီနဲ့အတော်အောင်မြင်နေတဲ့ channel ပါ နောက်လူကြီးများတဲ့ channel တွေကတော့ခုလိုမျိုးထူးခြားစမ်းကြည့်တဲ့အကြောင်းအရာတွေကိုတင်ဆက်တဲ့ channel တွေပဲဖြစ်ပါတယ်။တခုရှိတာက movie recap movie review channel တွေကသူများ video တွေနဲ့တင်ဆက်တာဖြစ်တာကြောင့်လို့ copyright မိနိုင်ပါတယ်။မင်းကြီးအောင်တော့အထူး view site ပြီးတော့တင်ဆက်ကြရတာပါ။အဲတစ်ဖက်က risk များတလို့တစ်ဖက်ကလည်း view ကနေပြီးတော့ဒေါ်လာဝင်နဲ့ဝင်လာရလဲဖြူးနေတာမျိုးဖြစ်ပါတယ်။ ဒီတဟုံလို့မတက်ပဲနဲ့တရေတက်ပြီးတော့အသီးဖွင့်စားမယ် channel မျိုးတွေကတော့အဲကျွန်တော်တို့လိုနီးပညာအကြောင်းမျှဝေတဲ့ channel မျိုးတွေဖြစ်ပါတယ်။အဲငွေရှာခင်းနဲ့အဲ store share အကြောင်းအဲ bitcoin အကြောင်းလို့အဲအဲ့လိုဘူးတူတိုင်းမျှဝေရမျိုးပေါ့နော်။အဲတခြားစီးပွားရေးလိုနီးပညာတို့အဲဘာသာစကား channel တွေလို့ အဲ့လိုတွေရလေအချိန်တစ်ခုစောင့်ပြီးတော့ဒီတင်ဆက်ပြီးမှအသီးပွင့်ခန်းစားရတဲ့ဒီ channel မျိုးတွေပဲဖြစ်ပါတယ်။ကြတဲ့လို့ဆိုရင်တော့မြန်မာနိုင်ငံမှာနာမည်ကြီးပြီးတော့ viewer များတဲ့ channel တွေအကြောင်းကိုသိပြီးဆိုတော့ဒီမိတ်ဆွေရောဘယ်လို channel မျိုးတွေထောင်ပြီးတော့ငွေရှာခြင်းလဲ။လက်ရှိရောဘယ်လို channel တွေကငွေဝင်အများဆုံးဖြစ်မယ်လို့ထင်တယ်။အဲ့ဒါကို comment မှာပြောပြထားခဲ့ပါဦး။